ဤလိမ္မာယောင်ဆောင်သောအိုမင်းသူကြီးသည်ဟန်ရီအိုးကြီးအတွင်း၌လှပတဲ့နေသောရေသူမတအူးကိုချုံနှောင်ထားသည် အတွင်းမှရေသည် မော်ဆန်သည် သူသည်ရေတစ်ခွက်တောက်လိုက်သည်နှင့် လူပြိုရွယ်သို့ပြန်လည်ရောက်ရှိသွားသည်ရေသူမသည်သူမအားလှုပ်ပေးရန်ရှောက်ထားမှုကျွေးနေတော်လဲကြမ်းကြုတ်သည့်လူကြီးက လုံးဝဂယုမဆိုင်ပေ အားလုံးမင်္ဂလာပါယရနာသဘောဝဆေးနီးလေးကနေဆေးနီးတွေနဲ့ဇလန်းလေးတွေပါပြောပြတင်ဆက်ပေးနေလို့ကုညီအားပေးကြပါအောင်တော့ like ဖော်လို့ share လေးနဲ့အားပေးပါသဘောကြရင် comment မှာ okay လေးပြောပြပေးပါအောင်ရှင်ကျေးဇူးပါတနေ့တွင်မော်ရီကိုတောက်သုံးပြီးနောက်လူငယ်တွင်တို့ပြောင်းလဲသွားကသူဤရီးစားနှင့်မိဆွေများနှင့်အပေါင်းအသင်းများတွေ့ရန်သွားရောက်သည်ညနေအထိသူမ၏အိမ်၌ပင်နေထိုင်ခဲ့တော်လဲ ညာတန်းကောင်အချိန်တွင်မော်စွမ်းကုန်ဆုံးသွားသဖြင့်သူသည်သူမမမြင်မီကပင်ဖြင်းညင်းစွာထွက်ပြေးခဲ့သည်အိမ်ပြန်ရောက်သောအခါသူ၏အိမ်တော်ရှင်မသည်ငွေနေကိမ်မုံနှင့်စောင့်မျှော်နေပြီးဒီနေ့ကကျမရဲ့မွေးနေ့ပါဟုပြုံးရွှင်စွာဖြင့်ပြောဆိုနေသည်သောသောချစ်ချင်းမြတ်တာအစားကိမ့်မုံကိုသူမမျက်နာပေါ်သို့ပြစ်ချလိုက်ကငါပတ်စံတောင်းနေတာသိပါတယ်ငါမှာကိုပိုင်လိုအပ်ချက်တွေရှိတယ်ဟုအော်ဟစ်ပြောဆိုခဲ့သည်သူမသည်ညည့်ရည်များဖြင့် ငွေသားပေးအပ်ခဲ့တော်လဲသူကမူထမှန်တောင်းဆိုကဒေါသထွက်လျက်ထွက်ခွာသွားခဲ့သည်နောက်တနည်းနဲ့နဲ့တွင် သူမသည်အလှစင်ဝတ်စားကသူအားကျေနပ်စီရင်စူးစားခဲ့တော်လဲသူကမူအတုံးမကြပါဟုဆိုကသူဤလျှို့ဝှခန်းထဲသို့ဝင်ရောက်သွားပြီးဘယ်တော့အခါမှမဝင်ရန်ဟုတတိပေးခဲ့သည်စိတ်ထိခိုက်ကသူမသည်တကားပြင်ဘက်တွင်ငုံနေခဲ့သည်နောက်တနေ့တွင် သူသည် သူမ၏ပစ္စည်းဥစ္စာအလုံးကိုခိုးယူရန်စီစဉ်ခဲ့သည့် အတုယုံစာရွက်စာတမ်းများကိုလက်မှတ်ထိုးရန်လှည့်စားခဲ့သည် ထိုးစာရွက်များသည်အမှန်တကယ်တွင်ပစ္စည်းဥစ္စာလွှဲပြောင်းရေးစာရွက်များဖြစ်နေသည် သူမှလက်မှတ်ထိုးလိုက်သောအခါသူသည်ရက်ဆက်စွာရေမောကအခုတော့အရာအားလုံးဟာငါဥစ္စာပဲဟု ဆိုခဲ့သည် ထို့နောက်သူမအားကွာရှင်းပစ်ကအိမ်မှမောင်းထုတ်လိုက်သည်မွကျွေးလျက်ရှိသောအိုမင်းသူအဖွားသည်အနီးအနားတွင် ပုန်းခိုနေရမှအိမ်မှလူငယ်တအူးထွက်လာသည်ကိုတွေ့မြင်ခဲ့သည် ်တန်တရားဝင်ပြီးသဖြင့်အတွင်းသို့ခိုးဝင်ကဓာတ်ရိုက်လှုပ်ဝက်ခန်းသို့တွားရောက်ခဲ့သည်ဖန်ရီအိုးကြီးအတွင်း၌ရေသူမတအူးပိတ်မိနေသည်ကိုတွေ့မြင်ရသဖြင့်အံ့အားသင့်သွားခဲ့သည်သူမမေးမြန်းသောအခါကျေသူမသည်အကြောင်းစုံကိုပြောပြခဲ့သည်ထိုလူကြီးသည်မော်စေးတောင်ကိုအသုံးပြုကာ သူမအားကြုံသွားစေပြီးအိုးရဲတွင်ပိတ်ဆို့ထားကြောင်းထိုမော်ရီကိုတောက်တုံးပါက၄နာရီကြာပြိုရွယ်သွားစေကြောင်းဖြစ်သည် ဤเจ้าကိုကြားသိရသောအခါအိုမင်းဖွားသည်ကုညီရန်ဆုံးဖြတ်ခဲ့သည်သူမသည်မော်ရီတစ်ခွက်ကိုတောက်သုံးလိုက်ရာချက်ချင်းဆိုသလိုလှပငယ်ရွယ်သောအမျိုးသမီးတဦးအဖြစ်သို့ပြောင်းလဲသွားခဲ့သည်ထို့နောက်ရေသူမအားလှုပ်ပေးကမြစ်ထဲသို့လှုပ်ပေးလိုက်သည်နှစ်ဦးစလုံးသည်တဦးကိုတဦးအသက်ကယ်တင်ခဲ့သည့်အတွက်ဂျေဇုတင်ခဲ့ကြသည်ထိုအတော်တွင်အိုမင်းသူကြီးသည်သူ၏ရီးစားနှင့်နန်းရှုပ်နေခဲ့သည်မော်စွမ်းကုန်ဆုံးသွားသောအခါ ူသည်ရုတ်တရက်အိုမင်းသွားခဲ့သည်ထိတ်လန့်တကြားဖြင့်သူမသည်အော်ဟစ်ကာထွက်ပြေးသွားခဲ့သည် မကြမီသူ၏ငယ်ရွယ်လှပသောဇနီးတေပေါ်လာက သူ့ကိုထပ်မံချစ်ခင်ဟန်ဆောင်ကဒီစာရွက်တွေကိုအရင်လက်မှတ်ထိုးလိုက်ပါပြီးရင်မင်းရဲ့ဆန္ဒအားလုံးကိုငါပြည့်စေမယ်ဟုချိုးသားစွာဖြင့်ပြောဆိုခဲ့သည် တနာရမဖြင့်လုံးဝထင်းချုံမရဖြစ်နေသောထိုလူကြီးသည် မဖက်ရှုပဲလက်မရေးထိုးလိုက်သည်ရုတ်တရက်သူမသည် သူမ၏အမှန်တကယ်ပင်ဆရိုက်ကိုထုတ်ဖော်ပြတတ်လိုက်သည်မင်းကငါဘဝကိုဖျက်ဆီးခဲ့တယ်ဟုသူမက အေးဆက်စွာဖြင့်ဆိုသည် အခုတော့မင်းအရာရာ ဆုံးရှုံးတဲ့အချိန်ရောက်ပြီသူမသည်သူ့အားအိမ်မှအကြိမ်ကြိမ်မောင်းထုတ်ကသူမ၏ပစ္စည်းဥစ္စာနှင့်ဂုံတိတ်ခါကိုပြန်လည်ရယူခဲ့လေသည် ဤဇလန်းကိုနှစ်သက်ပါကလိုက်နှင့် subscribe လုပ်ရန်မမေ့ပါနှင့်